ဇာတာပတိနေပွေသူအလုံးမင်္ဂလာပါ2025 April 10ရက်နေ့ညနေ9ရက်နေ့တွင်ဟာဇာတာပတိနေပွေသူတွေအတွက်လက်ကောင်းခြင်းကံကောင်းခြင်းလူပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းထည်ဖော်၍မြန်မာသောအစ်စ်တစ်ခုကိုကူပြောင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ကံခွင့်ရေးဘဝကံကြမ္မာ အခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရအခွင့်ရေးရှာဖွေရင်လည်းရရှိမယ်ရပိုင်ခွင့်တွေရှာဖွေရင်လည်းတိုးတက်မယ် ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေလက်တွေသုံးချရွေလဲကောင်းသောကာလတစ်ခုဖြစ်တဲ့တရက်နေ့အဲ့နေ့ဟာအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကံပွင့်တဲ့နေ့နှစ်ရက်နေ့အထူးသတိထားမမတော်ဆခြင်းရှိတတ်တယ်။ယာတခဏနေနဲ့လဲဂျုံတတ်တယ်အဲ့နေ့ဟာမဟာရကျမ်းနဲ့လဲတိုက်ဆိုင်နေတော့အသွာလာ view ဆိုင်ရမှာပေါ့အရှိရကုန်တည်သောဇန်ကြီးဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွာလာနေတဲ့သူပြု view ဆိုင်ရမယ် တော့ရနေ့မှာအရာရာဆင်ပြေမယ်ရပိုင်권နေပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေ့ရပိုင်권ဟောင်းနေပြန်နေရခြင်းအရက်ဝင်းနဲ့ပတ်သက်သောကောင်းတဲ့တင်ကြုံခြင်း၅ရက်နေ့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်း၆ရက်နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံမယ်၇ရက်နေ့မှာတော့ဥတီချက်တွေဆောင်ရွက်သမျှတွေအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောက်နှေးသွားတတ်တယ်တနင်္လာနေ့ရင်ကနေ့ ပုတ်ထူးနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွင်တောက်ကြနေမွေးသူများကြောင့်စိတ်ဗမန်လူဗမန်ဖြစ်တာတွေကိုကြုံနိုင်တယ်ရှစ်ခုံကိုကနန်းနေအကျိုးပေးတယ်အနဲ့ရောင်ပြာရင်ရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေကိုဆောင်ရွက်ရင်အထူးကြိုးရှိနေမယ်ဧဘရလတရနေ့တကူးလာရဲ့ပထမအဆုံးသောအင်္ဂါနေ့ထူးခြားတဲ့တကူးဆွမ်းသက်တိရှိတဲ့နေ့ အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖះဇေဒီရဲ့ဗုဒ္ဓဟူးတော်မှာသွားရောက်ပြီးတော့ပတောင်းညွန့်12ညွန့်တင်ပြီးတော့အလိုရှိရာဆူတောင်းလိုက်ပါ အမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းကင်ကံကိုရမှာဖြစ်ပါတယ်ယေရှုတည်ပါတယ်